ေ့ကကျွန်တော်တို့ရဲ့ဒုတိယမြောက်လူခံတဲ့နေ့ပေါ့နော်ကျွန်တော်လိုင်းပေါ်မှာလည်းလူခံထားပါတယ်လောလောဆယ်ကျွန်တော်ရှီမှာလူထားတာတွေရောကျွန်တော်လိုင်းပေါ်မှာလူခံထားတာတွေရောပေါ့နော်ဒီငွေမပေါင်းရသေးခင်မှာကျွန်တော်တို့ကျွန်တော်ရဲ့မတ်တီထားတဲ့ငွေတွေအားလုံးပေါင်း3000ရရှိပြီပေါ့နော်3000ရရှိပြီအာဒီရက်ပိုင်းနဲ့မှာကျွန်တော်တောက်လျှောက်ထပ်ပြီးအလူခံကောက်မယ်ကောက်ပြီးတော့9ရက်နေ့မှာကျွန်တော်ရဲ့တက်တဲ့ရဲ့အလှမမိသားစုပေါ့နော်မင်္ဂလာပါ Miss Myanmar Company လူသားအမိသားစုနဲ့အတူတူပေါ့နော်ကျွန်တော်တို့အာဇကိုင်းမန္တလေးတကယ်အရေးပေါ်လူအပ်နေတဲ့နေရာမှာတွားရောက်ပြီးတော့လူထမ်းပါမယ်ခင်ဗျာဟုတ်ကဲ့အာကျွန်တော်ရှီမှာအခုဆိုလို့ရှိရင်ငါတက်တာဘက်ကလူထားတာတွေရော ရောရေတံမှုတွေအများကြီးရှိနေပါပြီလို့ကျွန်တော်ဖတ်ပြီးတော့ကောက်ပြီးတော့ခါကြအများကြီးသွားလုပ်ဖို့ရှိပါတယ်ဟုတ်ဟုတ်ကဲ့ဒီနေ့မှာ Sanitizer ဆက်ကနေပြောလို့ဒုတိယမြောက်အတွက်ခံနေနေပါတော့ဒီနေ့မှာ Queen Bee ရဲ့မြောက်ခါစာလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီမှာလာပြီးတော့ Ethereum ရဲ့ Lemon Bee အတွက်ကိုတကယ်အာတေချာလေးထည့်ပြီးတော့အလုပ်ခံဖြစ်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ် ဒီကတော့ကျွန်တော်တို့ကအခုပေါ့နော်အခုတော်တော်များကျွန်တော်တို့ပြည်သက်တွေလူထားတာရောကျွန်တော်လူထမ်းတာရောအစာရေးဓာရီကြီးအဲသက်စာပေါ့နော်ဒီ6ခန်းလို့စားလို့ရရင်မုန်နေပေါ့နော်အဲ့ဒါတွေပြီးငါတက်တာကွန်ဝီဘက်ကလူထမ်းငါတက်တာပူ900အဲ့လိုမျိုးပေါ့နော်ကျွန်တော်ရှင်မှာတော့အများကြီးလက်ခံထားပြီးပေါ့နော်အဲ့ဒါတွေအပြည့်ကိုနောက်ထပ်ကျွန်တော်ခုကောက်လို့ရတဲ့ငွေတွေလေးဇာတကယ်မပြည့်စုံတဲ့မိသားစုတွေတကယ်ခက်ခဲနေတဲ့မိသားစုတွေပေါ့နော်စိတ်ယုံနေမှာပေါ့နော်ဟိုတင့်အောင်တက်နေရပါမယ်ငွေခက်ခဲနေတဲ့မိသားစုတွေပေါ့နော်အခုကကျွန်တော်တို့ကခုဒီငလင်ဘေးက ကြအလွာတိတိရဖြစ်သွားတာဆိုတော့ခါကြပါလေအဲအလွာတိတိမှာမှအောက်ဆုံးအလွာမှာရှိကြတယ်ကျွန်တော်တို့ရေမိသားစုပြည်သူတွေကကြတော့ပို့ပြီးတော့ဟိုဒီဘေးကိုခံရတာပေါ့နော်အခုလုံလည်းမလုံနိုင်ဘူးအဲ့လိုလူတွေအတွက်ကိုကျွန်တော်တို့ကငွေသားတွေလိုက်ပြီးတော့တိုင်ကိုဘလောက်ဆိုပြီးတော့ပေါ့နော်သူတိတိရရောင်လေးရအောင်ကူညီဖို့အတွက်ကျွန်တော်တို့ကိုကငွေသားအဲ့လိုကောက်ခံပြီးတော့ဒီလိုပါခွင့်စိတ်အဲ့လိုကောက်ခံနေရပါခင်ဗျာဟုတ်အမှန်တိုင်းပြောလို့ရှိရင်အရန်လေးပြောရတယ်သူတို့ကိုတွေးပြီးတော့သူတို့အတွက်လည်းစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်သူတို့ဘလောက်တော့ trauma နဲ့ သူတို့ဘလို့စိတ်နဲ့ပေါ့နော်ထွက်ပြီးတော့အပြင်ရောက်လာလဲသူတို့စိတ်ထဲမှာပျော်ရွှင်မှာလဲမဟုတ်တလို့သူတို့စိတ်ထဲမှာချိခိုက်တဲ့အရာလေးအများကြီးရနေပါလေပြီးတော့နောက်တစ်ခုကကိုချင်းစာတရားပေါ့နော်ငါသာသူ့နေရာမှာရောက်သွားခဲ့လို့ရှိရင်ငါရောဆိုရင်ရောခုစီပြတ်ထွက်လာခဲ့ရင်တော့ငါဘယ်လောက်ခံစားရမလဲပေါ့နော်ကိုရီယာမှာခုဆိုလို့ရှိရင်အထက်မြင့်နေသွားတဲ့အခါမျိုးတွေအဲခွန်တို့တွေမှာနေတဲ့အခါမျိုးတွေဆိုလို့ရှိရင်ကြောက်တာလေလေကတလေကစီးနေတာကြောက်တာဆိုတော့ခါသူတို့ရေဆိုခုထွက်လာတဲ့သူဘယ်လောက်တောင်ကြာမလဲတကယ်ခံစားရပါအဲ့အဲ့လူလူတွေအတွက်ကိုကျွန်တော်တို့တွေရဲ့ဒီ social media influencer တွေဖြစ်ဖြစ် public figure တွေကပဲ ဖြစ်ဖြစ်အများကြီးအားပေးကြပါသူတို့မကြောက်အောင်သူတို့စိတ်ထက်စိတ်ထက်မကြရအောင်သူတို့ဟောနော် ဘာမှစိတ်သက်မကြအောင်ကျွန်တော်တို့ရကိုယ်တိုင်ကွင်းစင်းပြီးတော့သွားပြီးတော့ပြစ်တင်ပါတယ်လို့လူထူထမ်းပေးကြပါအောင်ကျွန်တော်တို့ရဒီအတန်းဝမ်းလူတွေအကုန်လုံးလည်းကျွန်တော်ကပြောချင်ပါတယ်လို့ဟုတ်အာကျွန်တော်တို့ကိုယ်တိုင်လည်းအားပေးစကားအားပေးဖို့အတွက်ရောက်ရောက်လာခဲ့ပါမယ်လို့ကျွန်တော်တို့၅ရက်နေ့၅ရက်နေ့ကိုကျွန်တော်တို့မန်လေးကိုအရင်ဆင်းပါမယ်လို့မန်လေးကိုဆင်းပြီးမန်လေးစကိုင်းပေါ့နော်တကယ်လိုအပ်တဲ့လိုအပ်တဲ့နေရာတွေကိုကျွန်တော်ကိုယ်တိုင်ကွင်းစင်းပြီးအားပေးမယ်ကျွန်တော်အလှငွေတွေလှူဒါန်းမယ်အစားရကျွန်တော်တို့ပါလာရဲပေါ့နော်ဒီအကုန်လုံးလှူဒါန်းမယ်လို့ကျွန်တော်စိတ်ကူးထားပါတယ်ခင်ဗျာသွားဖို့လည်းကျွန်တော်တို့အခုအကုန်လုံးစီစဉ်ပေးပါပြီလို့ဟုတ်ရှိနေတဲ့အချိန်မှာကတော့ အကောင်တော့အခုချိန်မှာပြောချင်တာတူတူချစ်ချစ်ခင်ခင်နေကြမယ်စီစီလုံးလုံးနဲ့ပဲတူတူဆက်ပြီးတော့သွားကြမယ်လို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ဒီအာနေမြင်ညပြောက်ဆိုတဲ့စကားတော်မှဒီဒီဟာဆိုရင်နေမြင်ညပြောက်တော့မဟုတ်ဘူးလေစက္ကန့်ပိုင်းလေးတုန်းကဖြစ်သွားတဲ့အရာတွေဖြစ်တဲ့အတွက်ဟာအကောင်လုံးထပ်ပြီးတော့ဟိုပြန်ပြီးတော့ပြောမယ်ဆိုရင်တဲ့တော့အပြင်မှာရောက်လာတဲ့လူစိတ်ထဲမှာကိုယ့်ရဲ့စိတ်ချမ်းသာကိုပြန်ပြီးတော့ view ဆိုင်ရမယ်လို့တဲ့ပြောချင်ပါတယ်ပြီးတော့အာလူတွေအကောင်လုံးခုချိန်မှာစိတ်အရင်ပြန်မနေကြမယ်ဆိုတာသိတဲ့အတွက် 水库的盐碱貌，你可能会在改变中。